တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April လ10ရက်ကနေ14ရက်နေ့တော်တွင်မှာအစ်စ်မြင့်သောဘုရားနေတာတခုကိုကုပြောင်းထုတ်တယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်အကျံစီသည့်ရွယ်ချက်သည့်တွေကိုလက်တွေ့အကောင်အထည်ဖော်နိုင်တယ်မိမိလိုလားချက်နဲ့ရွယ်ချက်တွေကိုဒီအချိန်မှာစနစ်စကြလောက်ကရင် ကိုလှုပ်တဲ့အလုပ်တို့ရဲ့ကောင်းသောအကျိုးသက်ရောက်မှုကိုရလတ်နေတဲ့ခံစားရနိုင်မယ်။ငွေကြေးစုဆောင်းရခက်ခဲနိုင်မယ်။ရှင်းရနေမှာဝင်ဝင်နဲ့ပြန်ထွက်တဲ့အတိုက်ခံနေနဲ့ရှင်ပြီးလောက်ရမယ်။ကိုယ့်ရနေမှာသူတပားကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးကြကြခြင်းကိုချုပ်မယ်။ဆယ်ရနေရကိုယ့်အတွက် ထူးခြားတဲ့ကံအပြောင်းလဲနဲ့တုတ်တက်မှုတွေကိုဖန်တီးနိုင်တယ်။မထင်မှန်ပဲအလူကိစ္စမင်္ဂလာရှိသောအကြောင်းအရာတစ်ခုလောက်ရနေတယ်။စတဲ့ရနေ့မှာအပြောင်းလဲနဲ့တုတ်တက်မှုကံပွင့်တယ်။ရှင်းမှန်းချက်တဲ့အောင်မြင်မယ်။စတဲ့ရနေ့မှာခီးကံကောင်းမယ်။အဲ့ဒီနေ့ကတကူလာပြည့်နေ့အဲ့ဒီနေ့မှာကုသိုလ်ကောင်းမှုတစုံတရာလှုပ်ပြီးတော့လိုရာဆုတောင်းရင်ဆုတောင်းပြည့်နိုင်တဲ့နေ့တစ်ခုပဲ။ 73ရက်နေ့ကမဟာတကြံအကြုံနေ့ဖြစ်တယ်။အတောင်းထိုးပြီးတော့တကြံကြိုခြင်းကို ဆောင်ရွက်ခြင်းဖြင့်ကောင်းခြင်းကံတွေလည်းရလာမယ်။ကံကြမ္မာလည်းမြင့်မားနေတယ်။74ရက်နေ့ကရန်တိုက်ခလေးတွေနည်းနည်းများတတ်တယ်။တကြံကြတဲ့နေ့ဖြစ်တယ်။တကြံကကြာချိန်ကမနေ့6:39မိနစ်20စက္ကန့်အချိန်မှာတကြံကြတယ် မာသကြံကြောက်တဲ့အနေထားပိုင်းမှာကောင်းစေကောင်းလျှော်ပြုရင်ထူးခြားတဲ့ကံကြမ္မာကိုယ်ထံရောက်ရှိနေပေ။ကောင်းသောကံရဲ့တိုးတက်မှုကိုဖန်တီးရရှိကံပိုင်ဆိုင်ခွင့်ရှိတယ်။ဒီတပတ်တာကာလအတွင်းတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးမယ်။တနင်္ဂနွေဘုထူမွေးသူတွေဒုက္ခပေးလိမ့်မယ်။တိလေးကိုကနန်းနေ့ကိုတွေ့ချိုးပေးတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါ။ ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်လို့ကအဝါရောင်ပန်းဝင်သေးတွေကိုဖရာကလူပူဇော်ပြီးတော့လိုရာဆုတောင်းခြင်းကိုပြုပေးပါကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ8ရက်နေ့14ရက်နေ့တော်တွင်မှာစေတနာဝေဒနာဖြစ်တတ်တဲ့သူများပြဒနာကိုပြဒနာဖြစ်တတ်တဲ့လူပေါင်းမှာဆုံးဖြတ်ချက်မှတ်တတ်တဲ့ရန်တိုက်ခံနေတဲ့ဂျုံမဲ့ပြီးမှဆင်ပြေမယ် စင်းစရငွေကြေးကိစ္စပြောဆိုမှုတွေမှာအတိုက်ခံလေးတွေရှိပြီးမှအစဉ်ပြေတဲ့နေထိုင်ရှိတယ်။သူတစ်ပါးကိုယုံပြီးလွဲပြီးလုပ်တဲ့လို့မှသမျှရှောင်ရမယ်။မထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေအောင်မြင်မယ်။အယောင်ထိုင်းပစ္စည်းတွေပြန်လဲရောင်းချအစဉ်ပြေခြင်းကြာကြာနေတဲ့ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းတို့ကိုကြုံတွေ့နိုင်တယ်။ဒီနေ့ကတော့ကိုယ့်အတွက်အတိုက်ခံများသောနေ့စိတ်နှောင့်ယှက်တွေများတယ်စိတ်ပြန်မှလူပြန်မှနေဖြစ်တတ်တယ်။ကိုယ့်ရဲ့နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်း ဘဝတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရမယ်။ဆယ်ရက်နေမှာခရီးကံကောင်းမယ်၊ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်၊လူမျိုးခွဲကျိုးပေးမယ်။ဆယ်ရက်နေမှာငွေရေးခြေကံကောင်းခြင်း၊လက်ဖွင့်ခြင်း၊အလိုပြည့်စုံခြင်းနဲ့တန်လန်းပွင့်ခြင်းတွေကိုကြောက်မယ်။ဆယ်ရက်နေအဲ့ဒီနေ့ကလပြည့်နေ့ဖြစ်တယ်။လပြည့်နေ့စနေနေ့တိုက်ဆိုင်တဲ့နေ့မှာပိုက်ဆံကျွေးစေးတစ်စီကိုအဝိနန္ဒာဖျားပြီးလူနဲ့ဆောင်ရင်တနင်္လာနေ့မွေးသူတွေထူရကြတဲ့ကံကောင်းခြင်းတွေကိုကြုံနိုင်တယ်။၁၃ရက်နေ့ မာသကြံဂျိုနေဖြစ်တယ်အတာဝတ်ထိုးပြီးတော့မာသကြံကိုဂျိုးလို့ကောင်းတယ်နောက်ကောင်းသောကံကြမ်းနဲ့တိုးတက်မှုလမ်းသစ်တွေပွင့်မယ်ဆယ်လေးရက်နေ့မဟာသကြံကြနေဖြစ်တယ်တကြံကြတာကမနေ့6နိုင်39မိနစ်နဲ့20စက္ကန့်ဖြစ်တယ်အဲ့ဒီနေ့မှာအဲ့ဒီအချိန်မှာကောင်းစေကောင်းချော်ပြုရင်သူအမတန်ကောင်းတယ်ကောင်းစေကောင်းချော်ပြုရင်ကိုကအနောက်ရမျက်နှာမူပြီးကောင်းစေကောင်းချော်ပြုလိုက်ရင်ထူးခြားတဲ့စွမ်းသက်တည်တွေ ိုယ်ထံရောက်ရှိလာနိုင်တယ်ဒီကာလအတော်တွင်းမှာကြာသပတိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းငယ်တွေနေစောက်ချာနေမွေးသူတွေဒုက္ခပေးတတ်တယ်ငါခုံကိုကနဲ့နေချိုးပြတယ်အဖြူစိမ်းမီကိုပြောအပြာတို့ကိုသုံးပြီးတော့လိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းကျင်းတန်ချမနဲ့တိုးတက်ခြင်းများရစေရန်အတွက် ။ဒကြံကြနေမှာမုံလုံးရေပေါ်ကိုအနိဗ္ဗာန်မှာရှိတဲ့သူတို့ကိုလှူဒန်းခြင်းဒါနပြုခြင်းဆောင်ရွက်ပေးပါ။ယေရှုတင်ပါ၏။အင်္ဂါနေ့ဝိသုအားလုံးမင်္ဂလာပါ။2025ခုနှစ်ဧပြီလ10ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာအထူးကောင်းတဲ့ကိုလို့သမ ्या ဆင်ပြေမယ်။အခက်အခဲတွေဖြေရှင်းနိုင်မယ်။ရှင်မချက်စစ်တွေလက်တွေကောင်းထဲဖို့နိုင်တယ်။မိတ်ကောင်းဆွေကောင်းတောက်ကူရမယ်။ပူပေါင်းပြီးလှုပ်တဲ့တို့တရားကြိုးပြင်းမယ်။မထင်မှန်ပဲငွေဝေးမယ်။ ။စုံဖြတ်ချက်တွေမှန်ကန်မယ်၊ကြံ့ကြံ့နေတဲ့ရပိုင်권တွေပြန်ရမယ်။အခက်အခဲအလုံးကိုကျော်လွှားပြီးလိုရာစန္ဒပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကိုအထင်ရှားရရှိကြုံတွေ့ရမယ်။ကာလတစ်ခုဖြစ်သလိုမိဟောင်းဆွေအောင်နေနဲ့ပြန်ဆုံခြင်း၊မိသစ်ဆွေစစ်တိုးပွားခြင်းတွေကြုံတွေ့မယ်။ဒီကာလမှာကျုံးတဲ့မိသစ်တွေဟာရှေလျားတဲ့အနာဂတ်ရဲ့အကျိုးပေးမဟာမိတ်တွေဖြစ်လာနိုင်မယ်။ရှေးရနေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။ကိုယ့်ရနေ့က အလုပ်ပုံကိစ္စဝင်တွေကြုံမယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်၁ရက်နေ့မှာအရာရာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကံရှိတယ်ဒါပေမဲ့ရန်နောက်စိတ်တွေနဲ့ရှင်ပြီးလောက်ရမယ်၁၇ရက်နေ့စိတ်ချမ်းသာစရာပျော်ရွှင်စရာ ကောင်းခြင်းကံကြမှာရှိတယ်၁၇ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်အသွာလာနေတဲ့ဂယူဆက်ရမယ်အရဝေးကကောင်းတဲ့ခြင်းကြုံမယ်အဲ့ဒီလပြည့်နေ့ကုသိုလ်ကောင်းမှုတစ်ခုသွားလာစေပြုတ်လိုက်ပါ၁၃ရက်နေ့မဟာတကြံဂျိုးနေ့အဲ့ဒီနေ့မှာ ထူးခြားတဲ့အပြောင်းလဲတွေရှိမယ်ခရီးကံကောင်းမယ်ငွေကြေးကံထူးထူးခြားခြားတိုးတက်နေမယ်14ရက်နေ့ကမဟာတကြံကြနေ့ဖြစ်ပါတယ်အဲ့ဒီနေ့မှာတကြံကြချိန်ကမနေ့6:38မိနစ်နဲ့20စက္ကန့်ချိန်ဖြစ်တယ်အဲ့ဒီနေ့မှာကောင်းစီကောင်းရှောပြုပြီးတော့အလိုရှိရဆန္ဒပြုရင်ထူးထူးခြားခြားကောင်းခြင်းကံရဲ့အကျိုးဆက်ကိုရရှိနိုင်ပါတယ်ဒီကာလအတော်အတွင်းမှာ ဂျာသပတိနဲ့အင်္ဂါနဲ့ဗုဒ္ဓနဲ့မွေးတဲ့သူတွေကိုတွေ့အချိုးပေးတယ်။တနည်းလားသောက်ကြမွေးသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်3ခုကိုကနန်းနဲ့အချိုးပေးတယ်။အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံရဲ့အချိုးပေးနှစ်သာရတွေကို ရရှိနိုင်ပါလေ။ဒီကာလအတွင်းမုံလို့ရေပေါ်ကိုနိဗ္ဗာန်မှာဝေမျှခြင်းလူတန်းခြင်းပြုပေးပါ။ ကျေးဇူးတင်ပါတယ်ပုထုနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ကနေစပြီး14ရက်နေ့အတွင်းကာလမှာငွေကြေးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ရည်ရွယ်ချက်အောင်မြင်မယ်အခက်အခဲအားလုံးကိုကျော်လွှမ်းနိုင်မယ်အလောကန်စီဝံငွေကြေးဘဝတလန်ဖွင့်မယ် မချင်မှန်ဖဲဆော်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်ရရှိမယ်မမျော်လင့်ထားသောကောင်းခြင်းကံတွေကိုယ့်ထံရောက်ရှိလာမယ်စေကုဉာဏ်ဉာဏ်သစ်တွေလက်တွေ့ကောင်းထဲပေါ်နိုင်မယ်တွက်ဆသောကိုယ်တွက်ဆမထားတဲ့ကောင်းခြင်းကံနဲ့အကျိုးပေးမှုကံဒီချိန်ရောက်ကိုရရက်တိုင်းရကိုယ့်ထံကောင်းတဲ့ရက်ဖြစ်တယ်အဲ့တော့အတုတလေကောင်းတဲ့ရက်အောင်မြင်မှုတွေရဲ့နှစ်သာရပြေဝရှိတယ်ကိုယ့်ရဲ့နေ့ကအခက်ခဲတွေကြုံပြီးမှမိုးလွယ်ပိုင်းကြမှာလာကောင်းတယ်ဆယ်ရက်နေ့မှာဥတီကျစစ်နဲ့တိုးတက်မှုလမ်းကြောင်းစစ်တွေကို တီထွင်ဖန်တီးဆောင်ရွက်နိုင်နေပြီ။စက်တရက်နေ့ရပိုင်ခွင့်တွေပြန်ရမယ်။အပြိုင်တိုက်ခံနေတဲ့တိုးတက်မှုရရှိမယ်။စနေရက်နေ့အဲ့ဒီနေ့လာပြင်းနေဒီကုလာပြင်းနေငူဝါဘန်းနေဖះမှာသွားတင်လိုက်မယ်။ဆူတောင်းပြေလိမ့်မယ်။ငူဝါဘန်းမရရင်လည်းအဝါရောင်ပန်းပွင့်ဖះသွားတင်အိမ်ဖះမှာဖြစ်ဖြစ်တင်ပြီးဆူတောင်းထူးခြားတဲ့ကံရဖို့ရမယ်။ဆက်သောရနေဂျိုနေအိမ်နေမှာအလုပ်ကိစ္စတွေလည်းဆောင်ရွက်နိုင်တယ် ရတ္တမေတို့ဆောင်ရွက်တဲ့ကိစ္စမရဖဲလုတ်ကန်ပြီးဆက်လက်အစီပြေသွားလိမ့်မယ်။ဆက်လက်ရနေအိန္ဒိယတကြံကြနေတကြံကြချိန်မနေ့6နိုင်39မိနစ်20စက္ကန့်ဖြစ်တယ်။အဲ့ဒီအချိန်မှာသူကုသိုလ်ကောင်းမှုပြုပါ၊ကောင်းစီကောင်းစွာပြုပါ၊ထိုးကြတဲ့ကံတွေထင်ရှားစွာရရှိလာပါလိမ့်မယ်။ဒီကလာအတော်အတွင်းမှာတင်းလာနေရင်ကနေ့ စနေနေ့မွေးသူတွေကိုကောင်းချိုးပေးတယ်တနင်္ဂနွေနေ့သောကြာနေ့မွေးသူတွေကိုစိတ်ရှုံအောင်လုပ်နိုင်မယ်ဒုက္ခပေးတတ်တယ်သတိထားရှစ်ကိုခွန်ကနန်းနေ့ချိုးပေးတယ်အပြာရင့်ရောင်နဲ့ရောင်နဲ့ပြာရောင်တွေကိုသုံးပြီးတော့အလို့ရှိရကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းခြင်းကံနဲ့တိုးတက်ခြင်းကံနေ့ရဖို့အတွက်ကိုတော့အိမ်နီးပါးမှာမောင်လို့ရေပေါ်အသူဒါနပြုပေးလိုက်ပါကျေးဇူးတင်ပါတယ် ကြာသပတိနေမွေသွားလုံးမင်္ဂလာပါ2025 April 10ရက်နေ့ကနေ14ရက်နေ့အတော်တွင်ကာလထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်မြေတားရေကံကောင်းမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်ငွေကြေးကံကောင်းမယ်ရီမန်းချက်စစ်တွေကိုလက်တွေ့ကောက်တဲ့ဖို့အောင်မြင်နိုင်လိမ့်မယ်အမျိုးသမီးကြီးကဲတူတက်မှာအကူအညီကောင်းထောက်ကူကောင်းကိုရမယ်မရည်ရွယ်ပဲအလူဒါနပြုအပ်တဲ့ အလူကိစ္စတွေမှာပါဝင်ပတ်သက်သွားရတဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စစောင့်ရရခြင်းလေးတွေလည်းကြုံတွေ့လိမ့်မယ်ရှေ့ရနေရလို့သမျှဂျန်စီသမျှအောင်မြင်ခြင်းထုတ်တက်ခြင်းကိုကြုံမယ်ကိုယ့်ရနေမှာရန်တိုက်ခိုက်နေကြတဲ့တလန်းပေါ်မယ်ခီးကံကောင်းမယ်လူမျိုးခွဲချိုးပေးမယ်ဆယ်ရနေမှာဝေကျေးဥစ္စာဒနာဖွံ့ဖြိုးခြင်းထုတ်တက်ခြင်းလက်ဖွဲ့ခြင်းတွေကြုံမယ် စတဲ့ရနေ့မှာရန်အောင်ရှင်နဲ့ရှင်ပြီးလောက်ရနေမယ်စတဲ့ရနေ့မှာသူကြတဲ့ကံကြမ္မာကံခွင်လန်းတွေဖွင့်နေမယ်အဲ့ဒီလာပြည့်နေ့တကူလာပြည့်နေ့အဲ့ဒီမှာအဝါရောင်ပန်းပွင့်လေးတွေငူဝါပန်းလိုပန်းမျိုးသွားပြီးတင်းရမယ်ဖရားမှာကိုမွေးနံတောင်းမှသွားတယ်ဆူတောင်းရင်ဆူတောင်းပြည့်နေမယ်ဆက်သောရနေ့ကကြံဂျိုးနေ့အဲ့ဒီမှာရပိုင်ခွင့်တွေပြန်ရမယ် ဆုံးဖြတ်ချက်ထူးထူးခြားခြားတွေချမှတ်ရမယ်။အလုံးနဲ့ပတ်သက်တဲ့ကံကောင်းခြင်းကြိုးပမ်းခြင်းကံခွင့်ရည်စစ်တွေပေါ်ပေါက်ခြင်းတို့ကိုကြုံလိုက်မယ်။ဆလေးရနေဒကြံကြနေဖြစ်တဲ့ဒကြံကြခြင်းမနေ့6နိုင်39မိနစ်20 10စက္ကန့်မှာဖြစ်တဲ့အဲ့ဒီအချိန်မှာကောင်းခြင်းမင်္ဂလာတို့ဘာခေါင်းစည်းကောင်းချုံကိစ္စဆောင်ရွက်ပါထူးခြားတဲ့ကံမြင့်မာလာပါလိမ့်မယ်။ဒီတပတ်တာကာလအတော်တွေမှာတနည်းလာနေ့ တောက်ကြနေအင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်။စနေနေ့ကြာသပတေးနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်။369နံပါတ်တွေကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ခြင်းဖြင့်ထူးခြားသောအကျိုးဆက်နဲ့တိုးတက်မှုများရရှိမယ်။နေနီးပန်းမှာသာဂူလူဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။တောက်ကြနေမွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်ဘရလ10ရက်နေ့ကနေ့ 14ရက်နေ့တော်တွင်မှာရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်မယ်သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်ရင်ကားမောင်းနေမှုသတိထားလမ်းကူးလမ်းဖြတ်သတိထားမတော်ဆထိခိုက်မှုတွေရှိကိုရှိတတ်တာကိုကထိန်းလိုက်ရင်တော့စင်ပြေပဲအနီရောင်နဲ့ရောင်တွဲဝက်တာဒီတစ်ပတ်လုံးလုံးဝရှောင်းအမဲသာတတ်နိုင်ရှောင်းစက်ပစ္စည်းတွေကိုသတိထားပြီးကင်တွင်ရနိုင်မယ်မတော်ဆထိရှာမှုမဖြစ်အောင်ဂယူဆက်ရနိုင်မယ်ထူးခြားတာကတော့မထင်မှန်ဖဲငွေဝင်ခြင်း လက်ဖွင့်ခြင်းနေရှိသလိုပြောရသူတွေမှာအထုတလည်းစမ်းဖွဲ့အခြေအနေကံကောင်းလာမယ်။ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။ကြံ့ကြံနေတဲ့ငွေချေးတွေလက်ဝယ်ပြန်ရမယ်။ဤကဲ့သို့ကောင်းခြင်းဆိုးခြင်းတွေလွှမ်းမိုးနေတဲ့ကာလတစ်ခုဖြတ်သန်း။ခြေရည်တွေမှာတော့ရာရာသတိထားမယ်။အတိုက်ခံများတတ်တဲ့မတော်ဆညကျူးဆိုင်တဲ့ကျူးဆိုင်ရမယ်။ကိုယ့်ရည်တွေမှာပေါ်လာတဲ့ခွင့်ရလက်တွေသုံးချကိုယ့်ထွက်ကြိုးရှိနေမယ်။ဆယ်ရည်တွေမှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တဲ့ခရီးကံကောင်းမယ်။၁၂ရည်တွေမှာ ငွေကြေးကိစ္စလုပ်ငန်းကိစ္စဘဝကိစ္စတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိကြိုးပေးလိမ့်မယ်73ရည်နေ့ရန်တိုက်ခံအလုံးကိုကြော်ပြီးတော့မှအောင်မြင်မယ်ကြံကြံဂျိုနေနဲ့ပတ်သက်တဲ့ကိစ္စဒါထူးထူးခြားခြားကောင်းတဲ့နေ့ရဖြစ်လာတယ်ကောင်းသောကံကြမ္မာပွင့်လာတယ်74ရည်နေ့ကြံကြံကြနေအဲ့ဒီမှာငွေကြေးလုပ်ငန်းစီးပွားကံတွေကောင်းတယ်ကြံကြံကြချိန်ကတော့မနေ့6:30ခုနှစ်မိနစ်နဲ့20စက္ကန့်အဲ့ဒီချိန်ဝင်းကျင်မှာအလူဒါနာတစ်ခုပြုတာ ကုသိုလ်ကောင်းမှုပြုပါထူးခြားတဲ့ကံလေးတွေရှိလာပါလိမ့်မယ်ဒီဓမ္မတော်ကလအတော်တွင်မှာဇာတာပတိနေတောက်ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးမယ်36ကိုကနန်ကျိုးပေးတယ်အနီအောင်ကျဲသွေးအောင်ပန်းအောင်တို့သုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါလေရွှေရင်အင်းနဲ့မုံလုံးရေပေါ်လူဒါနာပြုနိုင်ရင်ထူးခြားတဲ့ကံကြမ္မာတွေ အနာဂတ်မှာရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့14ရက်နေ့ဒီကန္နာတော်တွင်မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ခက်ခဲတွေဖြေရှင်းနိုင်မယ်ရက်တန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်အရဝေးရကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအခြေအနေရကိုကြုံမယ်ဝေကြီးကလုပ်ငန်းကစီးပွားကဘဝကကောင်းသောတိုးတက်မှုရှိရရှိမယ် အရာရာပြည်လောင်ဆောင်ရနေခြင်းနဲ့ခဲခဲဖြည့်ရှင်းနိုင်ခြင်းဒီရည်နေမှာကိုယ့်ရဲ့ကံကြမ္မာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုဖန်တီးရရှိနိုင်တယ်။ရပိုင်ခွင့်တွေပြောင်းလဲရမယ်။ကိုယ့်ရည်နေမှာငွေရေးချေကံကောင်းမယ်လက်ပွင့်မယ်။ဆယ်ရည်နေမှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်။ဆက်တရည်နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းစံပွင့်ခြင်းတွေကြုံမယ်။ဆက်တရည်နေခီးကိစ္စတွာလာလှုပ်ရှား၍အကျိုးပေးနိုင်မယ်။ဆက်သုံးရည်နေထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်။ မိကောင်းဆွေကောင်းတောက်ကိုရမယ်စိတ်ချမ်းမြေစရာတွေမှာကြုံတွေ့ရမယ်နေထားရှိတယ်၁၄ရက်နေ့မှာအတိုက်ခံကြတာတိုးတက်မယ်အဲ့ဒီနေ့မှာငွေကြေးကိစ္စစီစဉ်ဆောင်ရွက်လို့ကြိုးပေးတယ်တကြံကြချိန်ဖြစ်တဲ့မနေ့6:39မိနစ်နာဆက်တစကအဲ့ဒီအချိန်ကာလနဲ့ပတ်သက်ပြီးတော့အဲ့ဒီဝင်းကျင်တွဲမှာကိုကုသိုလ်ကောင်းမှုတစ်ခုပြည့်ထူးထူးခြားခြားကောင်းတဲ့ကံကြမ္မာရဲ့အနှစ်သာရကိုရနိုင်တယ် ဒီကလာတော်တွေမှာတနင်္ဂနွေနေ့သောက်ကြံနေ့စနေနေ့ဘွေးသူတွေကိုကောင်းကျိုးပေးမှာတနင်္လာနေ့ကြာသပတေးနေ့ဘွေးသူတွေကိုဒုက္ခပေးတတ်တယ်နှစ်ခုကိုကနာကျိုးပေးတယ်အဖြူစိမ့်ပြီးကိုရောင်တို့ကိုဝိစင်သုံးဆွဲပြီးတော့ထူးခြားတဲ့ကံကြမ္မာရဲ့နှစ်သာတာကိုရရှိမယ်ကောင်းသောကံကြမ္မာထင်ရှားစွာရဖို့အတွက်တကူလာပြည့်နေ့ဖြစ်တဲ့စနေနေ့ဧပြီမှာဖျားစီဒီမှာသွားပြီးတော့ဝုဝါပန်းဖျားကတ်လူပြီးတော့အလိုရှိရဆန္ဒပြု ထူးခြားစွာအောင်မြင်ခြင်းလေးတွေရပါလိမ့်ယေရှုတင်ပါတယ်